မြန်မာလေးရကြတော့အခုကမင်းသမီးဖြစ်ဖို့ကြိုးစားနေရလို့ပေါ့နော်ဟုတ်အထာတော့ထားရုပ်ရှင်ဇာတ်ကားကြီးထွက်ပါမယ်အဲ့ဒီမှာတော့မြန်မာလေးကတဲတဲတဲစုငိမ့်ညီမလေးနဲ့တရုပ်ဆောင်ထားပါတယ်အဲ့ဒီမှာညီမလေးတဲစုငိမ့်နဲ့ကအရင်ဖိုက်ရတာပေါ့နော်အဲ့ဒီမှာအဲ့လိုလုံးမရတဲ့ခန်းနေဆိုရင် တောင်တကုံမှာတော့ရိုက်တာတောင်တကုံမှာပြီးချက်တရားအများကြီးရှိမှာဟိုတဲစုငိမ့်လာရိုက်မယ်ဆိုတော့လာကြည့်ကြတောင်တကုံ ရက်ကွက်တစ်ခုလုံးနေပါပဲအပြည့်ပဲနေတော့နေသွားပြီးတော့ပတ်သက်သေးခဲ့ဒီကြပါဟမ်ဘောလာဒီလိုလာ ဖတ်တိုင်းတော့ငါပြောတယ်နော်။အီးဖတ်ခဲ့တယ်။ဒရိုက်တာလှုပ်မလှုပ်ရဲဘူး။ပထမတစ်ခေါက်ဒုတိယတစ်ခေါက်မလှုပ်ရဲဘူး။နောက်ဆုံးမရတော့မရတော့ငါမလှုပ်ရင်အတားတွေကိုအားနာဖို့ကောင်းတယ်။တတိယတစ်ချိန်ဆိုအားနာဖို့ကောင်းတယ်။ငါစူးစမ်းလှုပ်မယ်ဆိုပြီးတော့လှုပ်တာအဲနဲ့အခန်းမှာလေအဲဒရိုက်တာကတ်ဆိုတော့မကတ်တော့ဘူးလုံးရအဲ့လိုဖြစ်မို့မို့တော့အရင်အရင်ရဲရွက်ကကောင်မလေးဖြစ်သွားတာဒီနေ့ကအဲကစားပွဲပေါ့နော်အဲ့မှာညီမလေးကြိုက်တဲ့ အမှုပညာရှင်တွေအများကြီးပါတဲ့အတွက်လာပြီးအပေးရပါပြီးတော့ကိုကိုအန်တာတိတ်မန်ကိုကိုဆန်းတို့ရဲ့ protection ရရော ပြီးတော့အမေလင်းအရန်ချရတဲ့မေလင်းရောပေါ့နော်ပြီးတော့မေလင်းပြောကိုအေးချမ်းမောင်အဲအားကြောင့်ညီမတို့ TMC ကစီနီယာအကူတွေပေါ့အဲအားကြောင့်မို့လားအားပေးရပါအဲ့မှာထွေလာတဲ့မှာဆိုလို့ရှိရင်ကိုအေးချမ်းမောင်နဲ့ကိုမြင့်မြတ်ကရဲ့ဟာတာပလော့လေးကလည်းအရန်မိုက်တယ်ပြီးတော့ မမေလင်းတို့ရဲ့ဟာတာလေးပေါ့နော်သူတို့ကအဲ့ဒီမှာဂမ်းစားလုပ်ထားရဲ့ပြီးတော့ညကြတော့အဲအိုက်တင်ချိန်းသွားတဲ့အချိန်မှာအရန်ချစ်ဖို့ကောင်းတဲ့မကြီးလေးဖြစ်သွားပါအဲ့အဲ့ရဲ့လိုမျိုးအိုက်တင်လေးနဲ့အရန်အရန်ကြီးရမဲ့ကားလေးဖြစ်ပါတယ်လာပြီးတော့အားပေးကြပါလို့ခံပြီးဆိုလိုပဲဝတ်တက်တာဂိုင်းကြုတ်လားဂိုင်းကြောက်ချုပ်တဲ့အခါလဲချုပ်တယ်ချုပ်တဲ့အခါလဲချုပ်တယ်အာအမေကတော့တဲလက်ကပြောမနေနဲ့အမေအမေစီကပြန်တင်နေရတယ်မမေလင်းစီကလေး အမေကကြာအဲ့လိုသူ့စီမှာစကလုံးပေါင်းစုံရှိရယ်ပေါ့နော်ညီမလေးတို့ဆိုလို့ရှိရင်အဲစကားမကြွယ်ဘူးအဲဒီအပေးထားတဲ့ဒီစာတဲ့ဟာတွေပဲတော့နိုင်တယ်မေလေးကကြာအဲ့လိုမဟုတ်ဘူးตัวที่ไปท่าได้ director ตัวถ้าเว้ยส่วนตัวตุ๊อ้นเอาถึงมาแท็กชีดีเลยไอ้อะไรโตอ่ะแท็กပြောတတ်တယ်ဗောเนาะไอ้อะไรอ่ะအတူอยู่ပါပါတယ်ဟုတ်အမိကလေးပါမိတယ်စကလုံးဒီဆိုတော့ရရှိမှာညံဖွာတယ်ဗောညမလေးကကြတော့အခုက မင်းသမီးဖြစ်ဖို့ကြိုးစားနေရလို့ပေါ့နော်ဟုတ်ညီမလေးကျတော့အဲ့လိုအင်းအဲ series တွေကတော့ရိုက်ထားတာရှိရယ်ပြီးတော့ရုပ်ရှင်က၃ကားရိုက်ထားပါတယ်မထွက်တရားပေါ့နော်ဒါပေမဲ့အခုအနည်းဆက်ဆုံး9လပိုင်း17ရက်နေ့မှာတော့အထာတော့ထားရုပ်ရှင်ဇာတ်ကားကြီးထွက်ပါမယ်အဲ့ဒီမှာတော့ညီမလေးကတဲတဲတဲစုငယ်ညီမလေးနဲ့တရုပ်ဆောင်ထားပါတယ်ကိုမြင့်မြတ်နဲ့ဟုတ်အဲအမတ်တရားပြောရမယ်ဆိုရင်အဲ့ဒီမှာညီမလေးနဲ့ ညီမလေးတဲစုငိမ့်နေကအဲအဲ့လိုဘယ်လိုပြောရမလဲအရင်ဖိုက်ရတာဗောနော်အဲ့ဒီမှာအဲ့လိုလုံးမြောက်တဲ့ခန်းနေဆိုရင်အဲ့တော့ညီမလေးကကြာအဲ့လိုခုမှတရုတ်ဆောင်စားလို့တာဆိုတော့ net ရှက်တယ်လေအဲ့မှာတောင်းတကုံမှာသွားရိုက်တာတောင်းတကုံမှာပြီးတဲ့တည်းအများကြီးရရှိမှာဒရိုက်တာဒရိုက်တာလောက် မလုပ်ရဘူးပထမတစ်ခေါက်ဒုတိယတစ်ခေါက်မလုပ်ရဘူးနောက်ဆိုတော့မရတော့မရတော့ငါမလုပ်ရင်အတားတွေကိုအားနာဖို့ကောင်းတယ်တတိယတစ်ချိန်ဆိုအားနာဖို့ကောင်းတယ်ငါစူးစမ်းရေးလုပ်မယ်ဆိုပြီးတော့လောက်တာအဲနဗန်းနေခန်းမှာလေအဲဒရိုက်တာကတ်ဆိုတော့မကတ်တော့ဘူးလုံးကြအဲ့လိုဖြစ်မို့မို့အောင်တော့အရင်အရင်ရဲရွက်ခါကောင်မလေးဖြစ်သွားအဲ့ဒီမှာညီမလေးကကြာအဲ့လိုအခုလိုမျိုးလလပပလေးမဟုတ်ဘူးမြန်မာဝတ်စုံလေးနဲ့ရိုးရိုးလေးတိုင်းမဲ့ရက်ွက်ထဲမှာအရင်တောင်းကျတဲ့ကောင်မလေးအဲ့နေရာသေုပ်ဆောင်လာပါတယ် ဟုတ်အော်ဟုတ်တယ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 ်အဲ့တော့ကဟိုဟာပေါ့ညီမလေးတို့အဲ့လာကြီးရဲ့ကလေးလေးတွေကလည်းများတယ်ညီမလေးတဲစုငင်ရဲ့ fan တွေကလည်းများတယ်လေအဲ့တော့အဲ့ကလေးလေးကအဲ့လိုတဲစုငင်လာရိုက်မယ်ဆိုတော့လာကြီးကတောင်းတကုံရက်ကွက်တစ်ခုလုံးနေပါပဲအပြည့်ပဲအဲ့ကြောင့်အဲ့လိုမျိုးဟိုဒီဟာလေးကိုမရိုက်ပါနဲ့လို့ပြောပေမဲ့ကလေးတွေဆိုတော့လေအဲသူတို့ကရိုက်ပြီးတော့တင်လိုက်တာအဲ့တင်တဲ့အပိုင်းအပိုင်းလေးတွေကအရန်ပေါက်နေတာအဲ့တော့အကုန်လုံးကဒီကားလေးထွက်လာရင်အရန်ကြည့်တင်နေပြီဆိုပြီးလာပြောကြတယ် ော့နေသွားပြီးတော့ပတ်သက်သေးကနေကြပါဟမ်ခေါ်လာဒီလိုလာတော့ကွာခေါ်တိုင်းတော့မပြောနဲ့တော့အမတ်တရားတွေကတော့အများကြီးရှိတယ်။အဲကားလေးကလည်းတကယ်ချစ်ဖို့ကောင်းတဲ့ကားလေးပါ။ဟိုပေါ့နော်ညီမလေးကလည်းအဲ့လိုပေါ့။အဲမှာ white လို့ဖြစ်သွားမှလည်းဆိုရတယ်။အဲ့လိုဟိုအဲ့လိုချစ်စရာကောင်းတဲ့ရက်ွက်ထဲကောင်မလေးတွေပေါ့။အဲ့လိုတောင်းချမ်းရတဲ့အဖွဲအဲ့လိုမျိုးလေးရိုက်ထားဆိုအမတ်တရားတွေကတော့အများကြီးပါပဲ။ဟုတ် အဲဇကာလေးထွက်လာမှာပဲជីជីဆက်ဆောင်ပေးပြီးနေရှင်းပါအာအာတသားကိုဖဲ့တယ်ဖဲ့တယ်ဖဲ့တယ်ဒီကောင်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 အဲမြန်မာလေးနဲ့ကအဲပထမဆုံးစုံနေဆိုပေမဲ့မြန်မာလေးတို့ဒီတဲစုနေဒီ Miss Grand Miss Grand မဖြစ်ခင်ပေါ့နော်အဲ့ချိန်တော့တော့မြန်မာလေးတို့နဲ့တင်းတန်းတူတူတက်ဖူပါတယ်အဲ့မှာအတူတူစုံမှုတယ်ပေါ့နော်ဒါကတော့ဒုတိယတစ်ချိန်ပေါ့ဟုတ်ကိုမြတ်မြတ်ကတော့တကယ်တပါပေါ့နော်ဘယ်လိုရမလဲပြည်သူချစ်တော်မင်းသားကြီးပေါ့ အဲသူ့ရဲ့ item တွေကကြတော့ခမင်းစားရေးတောက်လို့ဖြစ်နေအကိုအတွက်ကလေအကိုတရုတ်ဆောင်နေတာမသိရလမ်းကြီးစကားပြောနေတယ်လို့ပဲအမှန်တော့သူတရုတ်ဆောင်နေတာအဲအဲ့လိုမျိုးပေါ့အကိုစီက item တွေအများကြီးအများကြီးရတယ် ဟိုညီမလေးတို့စင်းနဲ့မပါရင်လေအခုစင်းနဲ့ဆိုညီမလေးကသွားကြည့်ဖြစ်တယ်။ဒါဆိုအခုရဲ့ item တွေအခုမျက်နှာအနေထားဘလို့လေးတွေအဲ့လိုတွေကြည့်ဖြစ်တယ်။တကယ်ဟိုတော်ရယ်ဆိုတာကလည်းလေဟိုပညာရေးပြည့်ဝလို့တကယ်ဟိုနိုင်ငံကျော်မင်းသားတယောက်ဖြစ်နေတာပါ။ဟုတ်ဟုတ်ကိုယူပါတယ်ဟုတ်မင်းတို့ပြောကြိုးစားအစပိုင်းတော့နည်းနည်းရှက်တာရေးကြောက်တာရေးနဲ့ခက်ခဲတယ်အခုကအဲမခက်ခဲတော့အခုကတော့အရင်အရင်တိကျဆောင်ကျင်နေပြီဟုတ်အဲအဲ့လိုမျိုးကာရိုက်တာမတူတဲ့အဲဟိုင်လေးလည်းရိုက်ချင်တယ် အဲအခုတဖြည်းဖြည်းနဲ့တရုတ်ဆောင်ရတာဝါသနာရမ်းပါနေပြီအဲကိုကလန်လာတဲ့ခါကိုနဲ့ light map character လေးဆိုရင်တော့လုံးချင်ပါတယ်ကြိုးစားချင်ပါတယ်အဲအရန်ရှက်တဲ့ဟုတ်တယ်အဲ့ဒါတော့တကယ်ညီမလေးကအဲ့လိုပုံမှန်ဆိုလို့ရှိရင်ကင်မရာလည်းကြောက်တယ်အဲအိမ်မှာဆိုလို့ရှိရင်အပြင်မှာအဲအဲ့ဒီတွေလာရင်တော့စကားထွက်ပြောရတဲ့လူမဟုတ်ဘူးဒါပေမဲ့ကန်ပါလာတဲ့ထင်ပါတယ်ဒီလိုမျိုးဟိုတရုတ်ဆောင်နဲ့ဒီညီမလေးကဒီတရုတ်ဆောင်မလုပ်ခင်မှာဆရာကျော်လွန်စီမှာ model လုပ်တည်ရဲ့ အဲ့အချိန်နေဆိုရင်ညီမလေးကနေပူရဲထွက်ရလဲမကြိုက်ဘူးပြီးရဲ့အဲ့လိုမျိုးပေါ့နော်ပေမန်းလည်းမခံနိုင်ဘူးဒါပေမဲ့ဒီလိုတရုတ်ဆောင်ရမယ်အဲမော်ရယ်အလုပ်လုပ်ရမယ်တရုတ်ဆောင်ရမယ်ဆိုနေပူရဲပဲထွက်ထွက်အဲဘယ်ပဲဘာပဲလုပ်ရလုပ်ရပေါ့နော် အကျန်းဘရန်ပဲလုပ်ရလုပ်ရမမောဘူးအဲ့ဒါကိုကြည့်ချင်အပြင်အော်ငါတကယ်ကိုတရုတ်ဆောင်ဝါသနာပါတာပါလားဆိုပြီးတော့တိလာတာအဲ့တော့အခုတော့တဆိုင်မမတ်ညီမလေးတင်တန်းနေလဲတက်ပြီးတော့ပြီးတော့ဒီအတားတွေစီနီယာအတားတွေဇီကနေမှလဲစူးစမ်းပြီးတော့တင်ယူနေပါတယ်ဟုတ် ဘယ်လိုပြောရမလဲကိုကိုကိုကံပါလာရလို့ထင်တယ်ပေါ့နော်အစပိုင်းကတော့ကိုကိုမသိဘူးငါပဲဘာဝဒနာပါလဲမသိဘူးအဲ့ဒီအလုပ်တွေကုလုပ်ရမလားဘာပဲအဲ့လိုမျိုးလမ်းကြောင်းတွေအမျိုးမျိုးစဉ်းစားပေမဲ့အဲဒီတရုတ်ဆောင်နဲ့ model အလုပ်တို့ဆိုရဲအချိန်မှာဒီဇိုင်းမမတ်ကိုကလည်းအញ្ញံကိုစူးစမ်းကြနေတာအဲမနေ့၄နိုင်ဆိုလဲထနိုင်တယ်ပုံမှန်အိမ်မှာအမေကခိုင်းလို့ရှိရင် မထောက်အရင်ပြင်းတာစာချက်ဆိုလို့မချက်ချူဒါမဲ့အခုဒီတရုတ်ဆောင်လုပ်တဲ့ခင်ဗျာမနက်၄နာရီဆိုလဲထားတယ်အဲစူးစားပန်းစားရေးသွားတယ်ပြင်နေပူမှာသားကြောက်တယ်ညီမလေးကကြာအသားရေအရင်ပါတော့လေနေပူမှာကြောက်တယ်ဒါမဲ့အခုဆိုရင်ဟိုအခုနောက်ဆုံးနွဲ့နွဲ့နောင်နောင်ရောက်ကြားကောင်းဆိုပြီးတော့အဲစကားလေးလေးရိုက်ထားရုပ်ရှင်ကားပဲအဲ့ဒါလဲကိုမြင့်မြတ်တို့နဲ့ပဲအဲ့ဒါငွေဆောင်မှာသွားရိုက်ထားအငွေဆောင်မှာဆိုရင်15ရက်လောက်တော့ကြာမယ်။အဲရိုက်ထားတဲ့ကားမှာဆိုလည်းအဲ့လိုပဲနေပူထဲမှာကြီးပဲ။ဒါပေမဲ့လုံးဝနေပူလည်းမကြောက်ဘူး။ အဲကိုကိုကိုလေးအကြံပရံပဲဒါပေမဲ့ပုံမှန်တာဒီဒီပုံမှန်အတိုင်းဆိုလို့ရှိရင်လေအဲပုံမှန်ဆိုလို့ရှိရင်တော့ကြောက်တတ်တယ်ပေါ့နော်အဲ့တော့ဒါကတရုတ်ဆောင်ညီမအယံဝတ္တနာပါဆိုတာကိုကိုတည်သွားပါပေါ့နော်ဟုတ်ဟုတ်ပြည့်ချက်ကြီးအားလုံးပြည့်တက်ကြီးအားလုံးလဲပေါ့နော်ဒီအခုနောက်ထပ်ထွက်မဲ့ကားလေးကိုလည်းအဲရုပ်ရှင်ကားလေးထွက်လာရင်လည်းအားပေးပါဦးညီမလေးကလည်းဒီထက်ပို့ပြီးတော့မင်းသမီးတယောက်ဖြစ်အောင်ကြိုးစားပါမယ်အိုက်တင်နေလဲတိချာကောင်းကောင်းမွန်မွန်နဲ့ဒီပေးသက်တေးစီကိုရောက်လာရင်မင်းသမီးကောင်းတလက်နဲ့ အဲစူးစမ်းပြီးလာခဲ့ပါမယ်ရှင်အားပေးကြပါအောင်ရှင်ပြီးတော့အခုဒီ play ကားလေးကိုလည်းလာပြီးတော့အားပေးကြပါအောင်လို့ဟုတ်အရန်ကိုရီရမှတည်ကြပါရယ်